ိမ်မှာကလေးတွေရှိတယ်ဆိုရင်ဒါလေးတွေကိုအင်္ဂလိပ်လိုပြောတောင်းတခါတည်းလေ့ကျင့်ထားပေးမယ်เนาะဟုတ်ပြီလေ့လာကြည့်အောင်တို့တို့မိုးမြော်တိုက်မိုးမြော်တိုက်ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင် skyscraper လို့ခေါ်တယ်เนาะ skyscraper S K Y S C R A P E R skyscraper ဒါဆိုရင်မိုးမြော်တိုက်ကိုထောင်ကိုထောင်ဆိုရင် warehouse W A R E H O U S E warehouse warehouse ဒါဆိုရင်ကိုထောင်လို့ပြောနော်တိုက်ခန်းတိုက်ခန်းဆိုရင် apartment A P A R T M E N T apartment ဒါမှမဟုတ် F L A T flat လို့လည်းခေါ်တယ်နော်ဒါဆိုရင်တိုက်ခန်း condo ဆိုရင်တော့ဒါတိုက်ခန်းထက်နည်းနည်းအဆင့်မြင့်သွားပြီ။တော်တော် facility တွေပါတယ်။ရေကူးကန်လို့ခြင်းလို့ပေါ့နော်။အကစားကွင်းဆိုရင် stadium S T A D I U M stadium soi soi subway station S U B w a y subway s t a t i o n station subway station soi Soi ဒါဆိုရင်မြောက်ရထားဘူးဒါနိုင်စင်နိုင်စင်ဆိုရင်တော့ clock tower c l o c k clock t o w e r tower clock tower soi Soi mask M O S Q U E mask mask ဒါဆိုရင် believe အနှောင်းပြတိုက်ငါးပြတိုက်အဲ့ဒါကို aquarium လို့ခေါ်တယ်နော် A Q U A R I U M aquarium aquarium ဆိုရင်ဒါငါးပြတိုက်မြို့တော်ခံမှ city hall C I T Y city H A L L hall city hall ဒါဆိုရင်မြို့တော်ခံမှရုပ်ထုရုပ်ထုဆိုရင် statue S T A T U E statue statue ဆိုရင်ဒါရုပ်ထုရင်ကြောပိတ်ဆို့မှုရင်ကြောပိတ်ဆို့မှုဆိုရင် traffic jam T R A F F I C traffic J A M jam traffic jam ဒါဆိုရင်ရင်ကြောပိတ်ဆို့မှုလူကူးမြင်ကြဒါဆိုရင် zebra crossing Z E B R A zebra Z E B R A နော် Z E B R A zebra C R O S S I N G crossing zebra crossing ဒါဆိုရင် လူကူးမြင်ကြပိုးကြီးမမိတော့နော်ခါတော့လူလူဆိုကြည့်အောင်နော်မိုးမြော့တိုက် skyscraper ကိုတော် warehouse တိုက်ခန်း apartment ဒါမှမဟုတ် flat အကစားကွင်း stadium မြောက်ရထားဘူးတာ subway station နိုင်စင် clock tower ဘလီဆိုရင် mask အနော်ပြားတိုက်ဆိုရင် aquarium မြို့တော်ခမ်းမမြို့တော်ခမ်းမဆိုရင် city hall ရုပ်ထုရုပ်ထုဆိုရင် statue ယဉ်ကျော်ပိတ်ဆို့မှုဆိုရင် traffic jam လူကူးမြင်ကြဆိုရင် zebra crossing C A R E F U L careful careful တလုံးနဲ့ဆိုရင်သူ့ရဲ့ adjective ဘယ် site တော့လို့နေပေးရအဲ့လိုမျိုး adjective တွေကို verb ဖြစ်ချင်တယ်ဆိုရင် verb to be နဲ့ပေါင်းပေးရဥမာ careful ဆိုရင် gyu site တော့အဲရှိရ verb to be နဲ့ပေါင်းလာရင်ဘာသာပြန်တဲ့အခါ be careful gyu site ပါလို့ဖြစ်သွားတယ် be careful ကယူဆိုင်ပါ one crossing the road လမ်းကူးတဲ့အခါကယူဆိုင်ပါအဲကြတော့ adjective ကို verb to be နဲ့ပေါင်းရင်ဘာဖြစ်သွားလဲဆိုရင်ဘာလာပြန်ရင်အဲ့လိုမျိုးပေါ့နော်ပါလို့ the လို့နဲ့ပြန်ပေးရတယ်ဟာလား be careful ဆိုရင်ကယူဆိုင်ပါအဲ့လိုပဲ quiet ဆိုရင်တိတ်ဆိတ်ငြိမ်သက်သော verb to be နဲ့ပေါင်းလိုက်ရင် be quiet တိတ်ဆိတ်ငြိမ်သက်ပါ be quiet ငြိမ်ငြိမ်နေပါ during the meeting အစည်းအဝေးကျင်းပနေစဉ်တော်တွင်ငြိမ်ငြိမ်နေပါ patient စိတ်ရှည်သော have to be နဲ့ပေါင်းလိုက် be patient စိတ်ရှည်ပါ be patient with yourself လာကိုကိုကိုစိတ်ရှည်ပါပေါ့နော် kind kind ဆိုရင်အာတနာကျင်နာသောကျင်နာသောပေါ့အဲ့ဒါကို have to be နဲ့ပေါင်းလိုက် be kind တနာကျင်နာပါ be kind to others အခြားသူတွေကိုတနာကျင်နာပါအဲ့လိုပြောနော် confident confidence ဆိုရင်ယုံကြည်မှုရှိတော့ be confident ဆိုရင်ယုံကြည်မှုရှိပါဘောเนาะ be confident in your abilities abilities are အရေးချင်းမင်းရဲ့အရေးချင်းကိုဟလာမင်းရဲ့အရေးချင်းကိုယုံကြည်မှုရှိပါလို့ပြောရအောင် brave brave လောက်ကပါလဲဆိုရင်ကျဲရင်တော့အဲ be နဲ့ပေါင်းလိုက် be be brave ကျဲရင်ပါဘောเนาะ be brave and take risks ကျဲရင်ပါ ပြီးတော့စွန့်စားပါဘော take risks happy ဆိုရင်ပြောရှင်တော့ be happy with what you have ကိုမှရှိတာမင်းမှရှိရနဲ့ဟုတ်လားကျင့်တတ်ပါပြောရှင်ဟုတ်လားဒီမှာစီလျောင်းဖလာပြမယ်ဆိုရင်တော့မင်းမှရှိတဲ့အရာတွေနဲ့ကျင့်တတ်ပါလို့ပြောချင်တာပေါ့နော် be happy with what you have အကိုမှရှိတဲ့အရာတွေနဲ့ကျင့်တတ်ပါပေါ့နော် pendul p u n c t u a l pendul ဆိုတာအချိန်တိကျသော b pendul အချိန်တိကျပါ for appointments အချိန်ဆိုမှုတွေရှိတယ်ဆိုရင်ချိန်ဆိုမှုတွေမှာအချိန်တိကျပါပေါ့နော် be punctual for appointments generous generous ဆိုရင်ရရောတော့ be generous ရရောပါ to those in need those in need ရဲ့အဓိပ္ပာယ်ကအကူအညီလိုတဲ့သူတွေကိုရရောပါပေါ့ရရောရောပေးကမ်းပါပေါ့နော်အဲ့လိုမျိုးပေါ့နော်အကူအညီလိုအပ်နေတဲ့သူတွေကိုရရောရောပေးကမ်းပါ humble humble ဆိုရင်ဟလာနှိမ်ချသောကျွန်းနွန်သော be humble be humble ဆိုရင်ဟလာကိုကိုကိုနှိမ်ချနေပါပေါ့ despite your success အောင်မြင်မှုရနေတော့လည်းပဲကိုကိုကိုနှိမ်ချနေပါပေါ့အဲ့လိုပြောရနော် polite polite ဆိုရင်အရင်ကြည့်တော့ be polite to strangers အဲ့ဆိုရင်လူစိမ်းတွေကိုယဉ်ကျေးပါပေါ့နော် wise ဆိုရင်အမျိုးမြင်ရှိတော့ be wise အဲ့ဆိုရင်အမျိုးမြင်ရှိပါ be wise when making choices ဒါဆိုရင်ဒါရွေးချယ်မှုတွေကိုပြုလုပ်တဲ့အခါမှာအမျှော်မြင်ရှိပါအဲနားလည်မှုထင်ပါရဲ့နော်ဒီဗီဒီယိုလေးအကျိုးရှိဆိုရင်ခေါင်းမှာ yes လို့မှတ်ခဲ့ပြီပါနော်ဒီနေ့တော်ပါ That's all for today thanks for watching bye bye